ဓမ္မချစ်ခင်သူတော်စင်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီကနေ့မှာတော့ဦးဇင်းတို့အားလုံးတို့ဓမ္မချစ်ခင်သူတော်စင်များအတွက်အခုဦးဇင်းရဲ့ဘေးမှမြင်တွေ့နေရတဲ့ဒီဗီဒီယိုဖိုင်လေးကိုအကြောင်းပြုပြီးတော့စင်ကျင်နိုင်ကြဖို့အတွက်သင်ခန်းစာများရယူနိုင်ကြဖို့အတွက်ဓမ္မလမ်းကြောင်းပေါ်ကနေပြီးတော့ဦးဇင်း ပြောပြတဲ့ပြောပြထိုက်တဲ့တရားဓမ္မနဲ့ဆက်လျင်းတဲ့အကြောင်းအရာလေးတွေကိုဓမ္မဒါနပြု ပြောပြမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။အခုဒီဘေးမှာမြင်တွေ့နေရတဲ့ဒါဒီတက္ကမလျာဆိုလို့ရှိရင်ဒါမိဘနှစ်ပါးနဲ့ပတ်သက်ပြီးတော့မိသားစုနဲ့ပတ်သက်ပြီးတော့ဒါငိုကြွေးပြီးတော့သူ့ရင်ထဲကရှိတဲ့ခံစားချက်တွေကို ါပြောဆိုနေတာပေါ့ဒါကိုဦးဇင်းတို့ကြည့်တဲ့အခါကျတော့ဒါကြံခဲ့တဲ့တပတ်လောက်ကဖြစ်မှာပေါ့ဒီဗီဒီယိုပိုင်းလေးကိုကြည့်ပြီးတော့သူကတောက်လျှောက်ငူပြီးတော့ကိုပြောနေတာကြည့်မိတဲ့သူကတော့ဒါစိတ်မချမ်းမြေ့စရာပဲပေါ့ငူနေတာကတကြောင်အဲဒီဘက်မှာကလည်းပဲမိဘနဲ့ပတ်သက်ပြီးတော့မိသားစုနဲ့ပတ်သက်ပြီးတော့ဒါဒီလိုဒီလို ူ့မှာအခက်ခဲတွေရှိတဲ့အတွက်ကြောင့်မို့လို့သူစိတ်မကောင်းဖြစ်ပြီးတော့ငိုပြီးတော့ပြောဆိုနေတာပေါ့ဒါသူ့ရဲ့တစ်တော့အကောက်မှာတင်ထားတာပေါ့အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အလုံးစုံဓမ္မချေခင်သူတော်ဇင်များမိဘနဲ့သားသမီးဆိုတဲ့ဒီအရေးမှာဆင်ခြင်နိုင်ကြဖို့အတွက် တင်ကန်းစာရယူနိုင်ကြဖို့အတွက်ဦးစင်ကတာဓမ္မလမ်းကြောင်းပေါ်ကနေပြီးတော့ဓမ္မနဲ့ဆက်လျင်ပြီးတော့ပြောပြအမြတ်ဝေပြီးမှဖြစ်ပါတယ်အဲ့တော့မပြောခင်ဓမ္မလမ်းကြောင်းပေါ်ကနေဓမ္မနဲ့ဆက်လျင်တဲ့တရားစကားတွေမပြောခင်ငိုကြွေးပြီးတော့ရင်ဖွင့်ပြောဆိုနေတဲ့ဒီဒကမလေးရဲ့ဗီဒီယိုဖိုင်လေးနှစ်ဖိုင်ကိုဦးစင်တို့ အရင်ဆုံးတေချာလေးကြည့်ပြီးတော့တေချာလေးနားထောင်ကြည့်ရအောင်ပေါ့အချိန်အပြည့်ဒါနှစ်ပိုင်းပေါင်းကို6မိနစ်ကြာပါတယ်ဦးစင်းနဲ့တူတေချာလေးကြည့်ပြီးတော့နားထောင်ကြည့်ရအောင်အဲ့ရပြီနဲ့မင်းကိုပြောချင်တာလေဒီလား တကူကူဆိုလို့ရှိရင် လာလာပြီးတော့မပြောပါနဲ့လို့သူများနိုင်ငံမှာတယောက်တည်းနေရကိုယ့်ကိုယ်ပါစိတ်ဆင်းရဲတာလည်းအများကြီးပဲမိဟောခါကျတော့အလုံးမှလည်းအစင်မပြေဟာနဲ့တကူကူဆိုလို့ရှိရင် ကိုယ်မှလည်းကိုယ်စိတ်ဆင်းရဲဆင်းရဲဆရာနဲ့ကိုရှိတယ်လို့ဟိရအခုလည်းကြည့်အောင်နေလေကင်းတော့အလုံးမှပုံစံလာပြီးတော့ခါကျတော့သူတမီးငယ်ဟိုးတဲ့စိတ်ချမ်းသာအောင်ထားလိုက်ပါစိတ်ချမ်းသာအောင်ထားလိုက်ပါလားဆိုတော့လည်းငါးစိတ်ဆင်းရဲအောင်လုပ်ညာလားဆိုတော့လည်းမဟုတ်ဘူး သူတို့လူလေးသေးသမီးရှိကိုအကောင်လုံးပေးနေတယ်ကို့မှာလည်းကို့ကကိုအဆင်မပြေတာလေအများကြီးပဲရှိတယ်ဒါမလို့မိဘစီစီရဲမှာဆိုလို့ဆိုပြီးတော့မပြောနဲ့ကို့ကကိုတယောက်တည်းချိန်ဖြေချင်းခဲ့ရတဲ့အရာလေးဆိုတော့လည်းအများကြီးပဲအခုလည်းအလုတ်ကအဆင်မပြေလို့ပြောင်းကျင်တာတော့မဩငါအလုတ်ပြောင်းလိုက်လို့ရှိရင်ဩသူတို့ကဲကဲသွားပါလိမ့်မယ်တခုခုဆိုလို့ရှိရင်အဆင်မပြေဖြစ်သွားပါလိမ့်မယ်အငယ်မကလည်း သူစူးစမ်းနေရပန်းနဲ့မရောက်သေးဘူးဆိုတော့စိတ်နဲ့ကို့မလေးကိုလုံးကျင်တာလည်းဘာမှမလုပ်ဘူးကျမရောက်တာဆိုလို့ရှိရင်လည်း၃နှစ်ကြီးပြီအဲ့၃နှစ်နဲ့ကို့မလေးသူများရဲ့လိုအိုက်ဖုန်းခိုင်းကျင်တယ်လေဝယ်မလို့ဝယ်မလို့လည်းနှစ်တိုင်းပဲတခါမှသူတို့လိုအပ်တာလိုက်ပြင်စင်းနေတယ်မဝယ်ရဘူးအဲ့လိုကြီးကြီးလုံးမရဘူးတဲ့အဖေမေဖြစ်တဲ့လူကမိဘဖြစ်တဲ့လူကဘာပြောရဲမှန်းလဲဟာတဲ့အမေတကူပုံပြောလို့ရှိရင်အမေ အမေဟင်းလေးပါလေဟင်းကောင်းလေးပါလေချက်စာအသားလေးပါလေဝယ်စားအသီးနှံလေးဝယ်စားလို့ပြောလို့ပစ္စည်းရှိမှဝယ်စားလို့ရမှာပါအမေသမီးလွှဲနေရပစ္စည်းအမေတို့သမီးစားဖို့တော့မလိုဘူးလားသမီးဟောကျွေးပြင်းစရာရှိနေလို့ဆိုလို့ရှင်လက်ခံလို့ရတယ်နောက်သမီးစိတ်ချမ်းသာအောင်လေးတော့ပြောကြပါဦးကိုကောမအခုဆိုလို့ရှင်စိတ်ချမ်းရစရာတွေအများကြီးပါဆိုနေအမေတို့ကစိတ်ချမ်းအဲ့လိုတက်ပြီးတော့အဲ့လိုလာပြောသမီးခံနိုင်မရှိဘူး ယူချင်နေပြီသီလားကိုကိုကိုတကတလီဘလောက်သက်သေးဖို့ဒီအဲ့ဒါလေဆိုမင်းမသိဘူးသမီးပါလေသမီးဒုက္ခရနေအများကြီးမင်းရဲ့သမီးရဲ့ကိုလို့မင်းတို့တော့ကိုကြည့်မရအများကြီးပဲဟုတ်အမေတို့ဆက်သမီးတို့ကိုမကြည့်ဘူးတကူပါဘုရားသမီးစိတ်ချမ်းသာလို့ပြောအမေဖြစ်တဲ့လူကလည်းမူးလာပြီဆိုပါပြောလို့ဆိုနင်းလွဲတဲ့ပတ်စံတော့ကတော့ငါလက်ပြောက်တစ်ချက်တီးလိုက်လို့ရှိရင်လက်ပြောက်တစ်ချက်တီးလို့ရရင်လည်းသမီးကိုလာပြီးတော့စကားကိုပြောမျိုးနဲ့ တားလိုက်တော့သားသမီးပြကပါဆိုလို့လိုက်တော့ဗျာမိဘအတွက်ပြန်ကြည့်ရသားသမီးဆိုလို့ရှင်အဲ့လိုမျိုးပဲမိဘအတွက်ပြန်မကြည့်ရသားသမီးတွေကြာဘယ်မိဘမှအဲ့လိုစကားမျိုးမတွေ့ဘူးကိုမတိမဒုက္ခတွေဘယ်လောက်ရောက်နေလဲဆိုတော့အမေတို့မသိဘူးကိုမလည်းကိုဒုက္ခနဲ့ကိုရှိတယ်အဲ့ဒါအမေတို့ကအဲ့လိုမျိုးပြောလို့ရှင်တမိဘဘလို့မစိတ်ကအဆင်မပြေဘူးအလုပ်တည်းလည်းအဆင်မပြေဘူးဘယ်မှအဆင်မပြေဘူး ဘာလို့လို့လဲမမသိဘူးတက်သေးချင်းနေသေဝါကြတော့မအိုင်ပြပါလေဝမ်းနေပါလေလေလာမလုံးနဲ့အမေရောပြောကောင်းလို့မကဲနောက်တစ်ပိုင်းထပ်ပြီးတော့ကြည့်ရအောင်ပြပါတော့လို့ညတကုတ်ကုတ်ဆိုရင်ပြွင့်ကြလို့မရှိဘူး ကိုကစိတ်အစ်စင်မပြေတဲ့အချိန်နဲ့သူတို့ကအဲ့လိုလာပြောတဲ့အချိန်နဲ့ညာလို့ကိုကအော်မိသွားလို့ရှိရင်လည်းကိုပဲစိတ်မကောင်းပြရအခုလည်းကိုပဲစိတ်မကောင်းပြနေရတယ်သူတို့တွေကကျတော့ကိုကအမေသမီးဘလို့စိတ်စည်ရနေုံသိတာတက်တဲ့ချင်းစိတ်ပါပေါက်နေပြီလို့ပြောလိုက်တာနဲ့ကိုဘိုးကိုချသွားတာကိုသားသမီးကိုတက်သေးမှကြောက်တာတွေပါညာသူတို့ဘယ်တော့မှမတွေးဘူးဘယ်တော့မှလည်းတွေးမှလည်းမဟုတ်ဘူး အဖေလုံးရဲ့အဖေကိုကြတော့လေအဖေစကားပြောချင်လို့ဖုံးပြောပါဦးဖုံးပြောပါဦးကောက်ကောက်ကကပြောလေဒီကအမပုံဝင်ပြောတယ်ဆိုတာမရှိဘူးအမေပြစ်တဲ့လူကလေကိုယ်အများအဲ့လိုလေးတခွေးလောက်អော်လိုက်ပြီဆိုရင်ဖုံးကြသွားတော့ကိုယ်စကားကိုစက်မပြောတော့သူကသူတယောက်တည်းတက်သေးချင်းသေးဆိုတဲ့ပုံစံမျိုးနဲ့ဘသူ့အမသွားရေးဖွင့်ရမရှိဘူးတယောက်တည်းတကယ်ကြီးဘောင်းနေမရှိဘူးတယောက်တည်းနေရတာပါလို့ချင်းချင်းခါခါပြောလေမရဘူး ဒါရီစိတ်စီရနေပြီအပင်နဲ့မေကိုလည်းတွေ့ပြောလိုက်ကြပါဦးစကားလေးပါလေးလည်းပြောပုံစံလည်းခိုင်ပါလည်းမဟုတ်တော့ဘူးဒီပုံစံတိုင်းဆိုအမြဲတမ်းအတိုင်းကြည့်ပဲကိုကဘလောက်ကြီးဒီသူတို့တွေကြည့်မကြည့်ဘူးကိုနဲ့ကြတရားပါမကြည့်ကိုကကိုဘလောက်ငိုးနေကိုနေပုံချသွားဘသူတို့ဘသူတကယ်ကြီးပဲဖြစ်နေနေကြီးကမောင်နှမပဲဖြစ်နေနေမိဘပဲဖြစ်နေနေကိုမကအတတ်နိုင်ဆုံးကိုအကောင်းဆုံးလုပ်ပေးတယ်ကိုအကောင်းဆုံးဆိုတဲ့အရာလေးကြည့်ပဲပေးခဲ့ရကြည့်ပဲ ။ဒါကိုကိုကောင်းတယ်လို့တကူမှမတွေးဘူး။ကိုဘလောက်ကြည့်သူတို့တွေကြည့်မင်းနေတယ်။တမင်းသားဖို့တော့မလာဘူးဆိုတဲ့စကားကြီးရတော့ကိုသားသမီးဘလောက်စိတ်သေးရဲ့မလဲဆိုတာလည်းစဉ်းစားကြပါဘူး။ကိုပြောလိုက်တဲ့စကားတခုကကိုသားသမီးကိုဘလောက်စိတ်ဆင်းရဲစေလဲဆိုတာလည်းစဉ်းစားကြပါဦးတခုခုဆိုလို့ရှိရင် သမီးချောင်မေတို့ပြောလိုက်ရတယ်ဆိုတာမျိုးလေးလည်းထည့်ပြောကြပါဦး အခုတော့တမိအမေတို့ကဘလို့စိတ်စိရဲနေရဲဆိုတာလေးကြည့်လာလာပြောနေကြအဒီကငကိုကမှကိုကိုကိုမှအစင်မပြေပါဘူးဆိုနေအမေတို့ကအဲ့ဒါလေးကြည်လာပြောနေဒီချိန်တခါတခါသလေးတပတ်တပတ်လောက်နေသူလို့ရှိရင်တော့မပြောပါဘူးအခုကလာနေကြည်နေပြီဒီကန်စားချက်ကြီးကဘလို့မှသီးဝကန်နိုင်တော့ဘူးကွာကိုတည်းနေစိတ်တွေပေါက်နေပြီတည်းနေကြတာတော့ဘာပဲအော်ငါတည်းနေသွားရင်အိမ်ရမိပါလေစင်ပြေပါမလားဆိုတဲ့အတွင်းနဲ့ đi chơi lâu nào bé rồi đi hả thì là tôi biết này cái mà đi học đến thì anh cái giá chơi gỗ bê đô mì đồ lên đi bù đà bé cô chứ sao bố đi mà con bà má gì mà đi đi mà con lẻ lâu lâu à đi con lẻ lâu à bây giờ rồi bên đi mà mới tìm được mi lại chú ra này à bên này mình တော်စိတ်ဆင်းရဲစရာတွေကြီးပဲလာလာပြောနေကြပြောပြီးသူတို့ကပြီးပါကို့မှာတော့တယောက်တည်းခံစားနေခဲ့ရတာဘယ်နဲ့ရဲ့ဘယ်နဲ့လီမှန်းမသိဘူးကဲဗီဒီယိုပိုင်းလေးကတော့ဒီလောက်ပါပဲအဲ့တော့ဒီဗီဒီယိုပိုင်းကိုဦးစင်းကဘာဖြစ်လို့တရားဓမ္မနဲ့ဆက်လျင်ပြီးတော့ရီယက်ရှင်လုပ်ရလဲဆိုတော့ ဒီလိုနိုင်ငံခြားမှာလှုပ်သွားလှုပ်နေကြတဲ့တာသမီတွေနဲ့မြန်မာနိုင်ငံမှာကြံခဲ့တဲ့မိဘတွေနဲ့ပတ်သက်ပြီးတော့ဒီလိုဖြစ်ပျက်မျိုးတွေကိုဦးစင်တို့များစွာကြုံတွေ့ခဲ့ရတယ်အခုလည်းကြုံတွေ့နေသေးပါပဲအခုဒီမှာကတော့ဒါသူတို့ရဲ့ဒါအသေးစိတ်ကြတဲ့အရေးကတော့ဘာလဲဆိုတာတော့ဦးစင်ကတော့မသိဘူးပေါ့ တိုးတော်လည်းပဲဒီဒကမလေးဒါပြောဆိုမှုအရာကတော့ဒါမိဘနဲ့သားသမီးဆက်ဆံရေးဆိုတာကိုသွားပြီးတော့ဒါတွေ့မိတယ်ပေါ့ဆင်ခြင်မိတယ်ပေါ့ဒီထဲထဲမှာဒါသင်ကန်းစာတွေဒါတွေ့ရတယ်ပေါ့ဦးဇင်းတို့မြန်မာနိုင်ငံကသားတွေသမီးတွေနိုင်ငံရက်ချသွားပြီးတော့ကိုယ့်ရဲ့မိဘအတွက်ကိုယ့်ရဲ့ မိသားစုအတွက်ဆိုပြီးတော့အလုပ်လုပ်ကြတယ်ရုန်းကန်ရှာဖွေကြတယ်ကိုမိဘညီကိုမောင်နှမစာဝတ်နေရေးအတွက်ကိုယ့်ရဲ့အနာဂတ်အရေးအတွက်ဒီလိုမျိုးတွေဒါတွေးပြီးတော့လှုပ်လှုပ်ကင်စားတောက်ကြရတယ်ပေါ့အဲ့တော့နိုင်ငံသားမှာသူများအလုပ်ကိုလှုပ်ရတယ်ဆိုတဲ့ဒီတားရီသမီးတွေဟာကိုယ့်အိမ်မှာလို့ကိုနေခြင်းလို့နေလို့မရဘူး လွတ်လွတ်လပ်လပ်မရှိဘူးပေါ့သူများလုပ်ကိုလုပ်ရတယ်ဆိုတဲ့အခါမှာအဲ့လိုစူးစမ်းလုတ်ကိုင်းပြီးတော့ငွေကြေးတွေကိုပြန်ပြီးတော့ဒါစာဝတ်နေရေးကျမ်းမာရေးအတွက်ပြန်ပြီးတော့ပို့တဲ့အခါမှာတချို့မိဘတွေတော်ကြပါတယ်တာသမီပို့လိုက်တဲ့ငွေကြေးတွေကိုဒါစီးနဲ့ကန်းနဲ့တုံးဆွဲကြတယ်စားတဲ့နာစားဝယ်တဲ့နာဝယ်စုတဲ့နာစုဆိုတာမျိုးလို့ပေါ့ ဟောတချို့မိဘတွေကြတော့တချို့ညီကိုမောင်နှမတွေကြတော့နိုင်ငံရရှာကနေပြီးတော့မှပင်ပင်ပန်းပန်းနဲ့ခက်ခက်ခဲခဲနဲ့ရှာဖွေပြီးတော့အစဉ်ပြေကြပါစီတော့ဆိုတဲ့စိတ်နဲ့ပြန်ပြီးတော့ပို့ပေးတဲ့ငွေကြီးတွေကိုတထည်သုံးသုံးပြစ်တယ်ပေါ့ပို့လို့မလောက်မလောက်အောင်ပဲတုံးကြတာလေဦးစင်းတို့တွေ့ရတယ်ပေါ့ဟောအဆိုးဆုံးကြတော့တချို့မိဘညီကိုမောင်နှမတွေ နိုင်ငံရဲ့ခြားကနေပြီးတော့ပို့လိုက်တဲ့ငွေကြေးတွေကိုစားသုံးရုံနဲ့မဟုတ်ပဲနဲ့ဖြုံတီးတာတွေပါတွေ့ရတယ်ဖြုံတီးတယ်ဆိုတဲ့နေရာမှာဒီကနေ့ခေအားလုံးသိပြီးသားပါနှလုံးတွေထိုးကြသုံးလုံးတွေထိုးကြအဲ့ဒီလိုဖြုံတီးရုံနဲ့မဟုတ်ပဲနဲ့ကြွေးတွေပါတင်ပြီးတော့ဟိုကဘလောက်ပို့ပို့ဘလို့ပဲပို့ပို့ဒီမှာသုံးလို့ဖြုံလို့မလောက်အောင်ကို ဖြစ်နေတာတွေတွေ့ရတယ်ပေါ့အဲ့ဒါကိုနိုင်ငံရဲ့ခြားကတာသားရီသမီးတွေကနေပြီးတော့တဆင့်စကားတဆင့်ဒါကြားပြီးတော့တိရတဲ့အခါကျတော့ဒါပြဿနာတွေဖြစ်ကြတယ်စကားတွေများကြရတယ်ပေါ့လေဒါအပြန်လန်ပြောဆိုစကားများပြီးတော့နှစ်ဖက်သလုံးစိတ်ဆင်းရဲမှုတွေဖြစ်ရတယ်ပေါ့အဲအဲ့ဒီလိုမျိုးနိုင်ငံရဲ့ခြားမှာလှုပ်သွားလှုပ်ကြတဲ့ဒါသားတွေသမီးတွေ ညီကိုမောင်နှမတွေနဲ့မြန်မာနိုင်ငံမှာကြံခဲ့ကြတဲ့သူတွေရဲ့အဖြစ်အပျက်တွေဥစဉ်တို့များစွာတွေ့ဖို့မြင်မှုကြားဖို့တဲ့လက်ရှိလည်းတွေ့နေမြင်နေကြားနေရတယ်ပေါ့ဥစဉ်တို့ဆွေမျိုးညီကိုမောင်နှမတွေထဲမှာလည်းပဲဒီလိုပဲနိုင်ငံခြားမှာရှိပါတယ်ဥစဉ်တို့တည်ကျွမ်းတဲ့ရင်းနှီးတဲ့တကားတကားမှတော်တော်များများလည်းပဲဒါနိုင်ငံရဲ့ခြားမှာဒီလိုတွေတွားရောက်လုတ်ကင်ပြီးတော့စာဝုတ်နေရေးအတွက်ရုန်းကန်နေရတာတွေဒါရှိတယ်ပေါ့အဲ့တော့သူတို့တွေကိုဥစဉ်တို့တွေ ဒါစကားတွေပါတယ်ပြောကြတဲ့ခါမှာအဲ့ဒီလိုထွက်ထွက်လာတာကတော့သူတို့နှုတ်ကနေပြီးတော့ထွက်လာတာကတော့ဒါဒီမှာရှိကြတဲ့တချို့မိသားစုတွေဟာပို့လို့မလောက်လောက်အောင်ပေါ့နော်တုံညာဖြုံညာတာတွေသူတို့ရဲ့အခက်ခဲတွေကိုဦးဇင်းတို့ပြောပြတယ်ပေါ့အဲ့တော့ဦးဇင်းတို့လည်းပဲဓမ္မလမ်းကြောင်းပေါ်ကနေပြီးတော့ဒါဦးဇင်းတို့ကိုဘကနေပြီးတော့ဦးဇင်းတို့နိုင်တဲ့လောက်ကိုတည်တဲ့လောက်ကိုပြန်ပြီးတော့ ဦးဇင်းတို့တွေသူတို့တွေကိုပြောပြပေးရတယ်ပေါ့အခုလည်းဒီဗီဒီယိုဖိုင်လေးကိုဦးဇင်းကကြည့်လိုက်တော့ဩလို့ဒါတွေကဒါမျက်မြင်ကိုတွေ့ဖြစ်နေတာတွေအများကြီးပဲလို့သူကတော့ဒါ line board တင်ပြီးတော့ပောက်ကွဲလိုက်တယ်ပေါ့အဲ့တော့ဒါကတော့သူကဦးဇင်းကြည့်လိုက်တဲ့ခါကျတော့ဘာသွားတွေ့လဲဆိုတော့မိဘနဲ့တာတိမီဆက်ဆံရေးဆိုတာကိုတွားပြီးတော့တွေ့တယ်ပေါ့ဒါကလည်းအမှန်တမ်းအရေးကြီးတယ်ဆက်ဆံရေးရလည်းပဲ ဒီနေရာမှာဦးစင်းကအဓိကပြောသွားချင်တာကတော့ပြောပြချင်တာကတော့ဒါနံပါတ်1နေရာမှာအရေးပါတဲ့ဆက်ဆံရေးပေါ့လောကမှာမိဘနဲ့သားသမီးဆက်ဆံရေးဆရာနဲ့တပည့်ဆက်ဆံရေးဦးစင်းတို့ဘုန်းကြီးတွေဆိုလို့ရှိရင်လည်းပဲဒါဒကာဒကမတွေနဲ့ဘုန်းကြီးတွေနဲ့ဆက်ဆံရေးဆိုပြီးတော့ဒီလိုဆက်ဆံရေးတွေရှိတယ်ပေါ့ဆက်ဆံရေးဆိုတာကောင်းမှဆက်ဆံရေးမကောင်းရင်ဒါတစ်ဖက်ဖက်စိတ်ဆင်းရရတယ်သို့မဟုတ်နှစ်ဖက်တစ်လုံး စိတ်ဆင်းရဲရတယ်စိတ်မကောင်းစရာတွေဖြစ်ရတယ်။နောက်ပိုင်းအကွဲကွဲအပြဲပြဲဖြစ်ရတယ်။အခုဒီမှာပြောပြကျင်တာကတော့မိဘနဲ့သားသမီးဆက်ဆံရေးပေါ့။တချို့မိဘတွေကကိုယ်သားသမီးတွေအပေါ်မှာဆက်ဆံရေးအမတန်ညံ့နေပေါ့။ဆက်ဆံရေးမကောင်းကြဘူး။ဟောတချို့ကြတော့လည်းပဲမိဘတော့ဆက်ဆံရေးကောင်းတယ်သားသမီးဘက်ကပြန်ပြီးတော့ဆက်ဆံရေးမှာညံ့တာတွေလည်းရှိတယ်ပေါ့။အပြန်အလှန်ဆက်ဆံရေးကကောင်းမှာ။ ဆက်ဆံတယ်ဆိုတဲ့နေရာမှာဒါပြောဆိုမှုနဲ့ဆက်ဆံကြတယ်ဗောအပြောဆိုတွေကမေတ္တာမပါဘူးကရုဏာမပါဘူးဆိုလို့ရှိရင်အဲ့ဒီဆက်ဆံရေးဟာဒါတန်မှုမရှိတဲ့ဆက်ဆံရေးမကောင်းတဲ့ဆက်ဆံရေးဖြစ်တယ်ဗောတချို့ဆက်ဆံရေးတွေကမေတ္တာမပါဘူးကရုဏာမပါဘူးဒါကဥစဉ်ကပါဠိလိုပြောတာဗောမြန်မာလိုပြောမယ်ဆိုလို့ရှိရင်တစ်ဖက်သားအပေါ်မှာကောင်းကျိုးကိုလူလားတဲ့ဆိုတဲ့စိတ် ဒါကိုမနောကမေတ္တာလို့ခေါ်တယ်ပေါ့အဲ့ဒီကောင်းကျုပ်ကိုလူလာတဲ့မေတ္တာစိတ်မနောကမေတ္တာမပါဘူးဟောကောင်းကောင်းမွန်မွန်ပြောမယ်ဟဲ့တစ်ဖက်အကျိုးရှိအောင်ပြောမယ်ဟဲ့တစ်ဖက်အကျိုးဖြစ်အောင်ပြောမယ်ဟဲ့တစ်ဖက်စိတ်ချမ်းသာအောင်ပြောမယ်ဟဲ့ဆိုတဲ့ဒါဝစီကံမေတ္တာမပါတဲ့ဒါတချို့ဆက်ဆံရေးတွေရှိတယ်ပေါ့မိဘကသားသမီးကိုဆက်ဆံတာပဲဖြစ်ဖြစ် သားသမီးကမိဘကိုဆက်ဆံတာပဲဖြစ်ဖြစ်ပေါ့အဲ့တော့မေတ္တာမပါဘူး မနောကံမေတ္တာရင်ထဲကနေလာတဲ့မနောကံမေတ္တာကောင်းကျုပ်ကိုလူလာတဲ့ဆိုတဲ့မနောကံမေတ္တာမပါဘူးကောင်းပါစေတော့ကောင်းတဲ့စကားတွေကြားပါစေတော့ကောင်းတာတွေဖြစ်ပါစေတော့ဆိုတဲ့အဲ့ဒီမနောကံမေတ္တာမပါတဲ့အတွက်ကြောင့်မလို့သူတို့ပါဇက်ကထွက်လာတဲ့စကားလည်းပဲဝစီကံမေတ္တာမဖြစ်ဘူးအဲ့တော့အဲ့ဒီဆက်ဆံရေးဟာမကောင်းတဲ့ဆက်ဆံရေးညံ့ဖြစ်တဲ့ဆက်ဆံရေးဖြစ်တယ်နောက်ကရုဏာတနာတယ်ကျင်နာတယ်ကိုချင်းစားတယ်ဆိုတဲ့ ဒီကရုဏာမရှိရင်လည်းပဲမပိုင်ရင်လည်းပဲအဲ့ဒီဆက်ဆံရေးဟာမကောင်းတဲ့ဆက်ဆံရေးတန်ဖိုးမရှိတဲ့ဆက်ဆံရေးဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒီမေတ္တာကရုဏာနေရာမှာဘာဒီနဲ့ဆက်ဆံနေကြလဲဆိုတော့တချို့ကငါဆိုတဲ့အတ္တတွေနဲ့ဒေါသတွေနဲ့မောဟတွေနဲ့မာနတွေနဲ့ဒါဒီနဲ့ဆက်ဆံနေကြတယ်ဒါဒီမှာမိဘနဲ့သားသမီးဆိုလို့ရှိရင်လည်းပဲဒါတချို့မိဘတွေဆိုလို့ရှိရင်ငါမိဘပဲဆိုတဲ့အတ္တပေါ့ငါမိဘပဲငါမွေးထားတာနေလို့ ငါမှန်းနေဟောအတ္တနေပေါ့နော်တချို့ကြတော့လည်းပဲဒေါသရှည်တန်းထားပြီးတော့အာတာသမီးကိုဆက်ဆံတဲ့နေရာမှာရှင်းပြခွင့်ပြောဆိုခွင့်ဘာမှမပြီးပဲနဲ့တသိရှိလို့ရှိရင်သူတို့ကဒေါသရှည်တန်းထားပြီးတော့စဉ်းစားတွေးခေါ်မှုဘာမှမရှိမောဟတွေနဲ့ငါမိဘပဲဆိုတဲ့မာနတွေအတ္တတွေနဲ့ဒီလိုဆက်ဆံတာမျိုးတွေရှိတယ်ပေါ့ဟောတာသမီးဘက်ကလည်းပဲတချို့ဒါပြန်ပြီးတော့ဆက်ဆံတဲ့နေရာမှာလည်းပဲဒီလိုပဲရှိပါတယ် အာဒီမိဘတွေငါလှုပ်ကျူးနေလို့စားနေရတာပါအခုငါကပြန်လှုပ်ကျူးနိုင်တဲ့အရွယ်ရောက်လာပြီငါပေးနေလို့ငါကန်းနေလို့ငါပေးကန်းနေလို့ငါပြစ်ထားလိုက်လို့ရှိရင်အကုန်ဒုက္ခရောက်ကုန်မှာငတ်ကုန်မှာဆိုတဲ့ဟောမာနာဒီနဲ့အဲ့ဒီမာနာနဲ့တူတကဒေါသတွေရတကထွက်သေးတယ်။အော်မိဘဟာဘယ်လိုဆက်ဆံရမလဲဘယ်လိုပြောဆိုရမလဲဟလာဘယ်လိုမေတ္တာထားရမလဲ ဝစီကံမေတ္တာမနောကံမေတ္တာကာယကံမေတ္တာတွေဘယ်လိုထားရမလဲဆိုတာကိုမသိတော့ဒါမောဟကလည်းတခါဖုံးလွှမ်းနေသေးတယ်ပေါ့အဲ့ဒီလိုလောဘဒေါသမောဟအတ္တမာနတွေနဲ့ဒါသာသမိကလည်းပဲမိဘကိုပြန်ပြီးတော့ဆက်ဆံမယ်ဆိုရင်ဒါဟာအင်မတမမကောင်းတဲ့ဆက်ဆံရည်ဖြစ်တယ်ပေါ့ဒါကြောင့်ဆက်ဆံရည်မှာမိဘကသာသမိကိုဆက်ဆံတာပဲဖြစ်ဖြစ်သာသမိကမိဘကိုဒါဆက်ဆံတာပဲဖြစ်ဖြစ်ဒါမေတ္တာကရုဏာနဲ့ဆက်ဆံနိုင်ကြမှာ မနောကံမေတ္တာယင်ထဲကနေပြီးတော့တစ်ဖက်သားခုမှမိဘဆိုလို့ရှိရင်လည်းတာသမီကိုပေါ့တာသမီဆိုရင်လည်းပဲမိဘကိုကောင်းကျိုးလိုလားတဲ့စိတ်ရှိရမယ်ကောင်းကျိုးကိုလိုလားတဲ့စိတ်ဆိုရင်ဒါမကောင်းကျိုးကိုကြတော့ဒါမလိုလားဘူးပေါ့မကောင်းတာမှဖြစ်စေခြင်းဘူးကောင်းတာပဲဖြစ်စေခြင်းတယ်အဲ့တော့ကောင်းတာကိုဖြစ်စေခြင်းတဲ့စိတ်နဲ့ကောင်းတဲ့စကားတွေကိုဒါပြောပြီးတယ်ကောင်းကောင်းမွန်ပြောတယ်ချူချူသားသားရင်ရင်တည်ကြည်ကြည်နဲ့နားချမ်းသာအောင်စိတ်ချမ်းသာအောင်ဒါပြောပြီးတယ်ဆိုလို့ရှိရင်ဒါဝစီကံ မေတ္တာဖြစ်တယ်ပေါ့ကုရီလက်ရောက်ပြုလို့ဆောင်ရွက်ပေးနိုင်ရင်တော့ဒါကာယကံမေတ္တာပေါ့အဲ့တော့မေတ္တာလို့တစ်လုံးနဲ့ပြောပေမယ့်မေတ္တာဟာထွက်လာတဲ့အခါမှာဥစဉ်လိုကြဲချက်တဲ့အခါမှာမနောကံမေတ္တာရယ်ဝစီကံမေတ္တာရယ်ကာယကံမေတ္တာရယ်ဆိုပြီးတော့ဒီလို၃မျိုးထွက်လာတယ်ပေါ့ကရုဏာလို့ပါဠိလိုပြောပေမယ့်ဒီကရုဏာကိုဥစဉ်လိုအနတ္တိပယ်ဖွင့်တဲ့အခါကျတော့ဒါတနာခြင်းကျင်နာခြင်းကိုခြင်းစာခြင်းပေါ့ တဏှာတဲ့စိတ်ကျင်နာတဲ့စိတ်ကိုချင်းစတဲ့စိတ်နဲ့ဒါဆက်ဆက်မယ်ပြောဆိုဆက်ဆက်မယ်ဆိုလို့ရှိရင်ဒါမိဘနဲ့တာသမီဆက်ဆက်ရေးမှာစိတ်မချမ်းသာစရာဆိုတာမဖြစ်နိုင်ပါဘူးစိတ်ချမ်းသာစရာပဲဖြစ်ပါလိမ့်မယ်အေးမိဘနဲ့တာသမီဆက်ဆက်ရေးမှာစိတ်မချမ်းသာစရာတွေဖြစ်နေတယ်ဆိုတာကတော့အတ္တဓာတ်ဒေါသဓာတ်မာနဓာတ်လောဘဓာတ်ဓာတ်ရအရှိရောက်နေလို့မေတ္တာကရုဏာ မပါလို့ပဲဖြစ်တယ်အဲ့တော့ဥစဉ်တို့တွေကဒီလိုမျိုးငိုကြွေးပြီးတော့စိတ်ဆင်းရဲဒုက္ခရောက်တဲ့သူတွေကိုတွေ့တော့တာတနာချင်းကရုဏာဖြစ်ရတာပေါ့တကယ်လို့အဆင်ပြေနေတယ်ဆိုလို့ရှိရင်ဒါဥစဉ်တို့တွေကလည်းပဲဥစဉ်မှာမဟုတ်ပါဘူးဒါအလုံးဘယ်သူပဲဖြစ်ဖြစ်ပေါ့ဒုက္ခရောက်နေရင်တနာတယ်ဟုတ်လားချမ်းသာဒုက္ခတွေနဲ့ပြည့်စုံနေတဲ့အဆင်ပြေနေကြတယ်ဆိုရင်ဒါဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်ပေါ့ ဘာပဲဖြစ်ဖြစ်ဦးဇင်းတို့ကတော့ဝမ်းမြောက်ဝမ်းသာဖြစ်ချင်ပါတယ်။ဒင်းနဲ့မရအဆင်ပြေနေတယ်။တွေ့ရမြင်ရကြားရတာစိတ်ချမ်းသာတယ်ဝမ်းသာတာရုခေါ်တယ်။မိဘနဲ့သားသမီးတွေအဆင်ပြေနေတယ်ဆိုလို့ရှိရင်လည်းပဲစိတ်ချမ်းသာတယ်တွေ့ရမြင်ရကြားရတာဝမ်းသာတယ်တာရုခေါ်တယ်ပေါ့။အဲ့တော့ဒီလိုအဆင်မပြေမှုလေးတွေတွေ့တဲ့အခါကျတော့ကဲဒါလေးကိုတော့ညဝေပြေဦးမှာပဲ။ဘာပဲဖြစ်ဖြစ်ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့ တူတယောက်ဂုတုတာရသွားတယ်ဆင်ញင်စရာတွေရသွားတယ်သင်ငန်းစာရသွားတယ်ဆိုလဲမနေဘူးဆိုတဲ့ဒီစိတ်နေဥစဉ်ကဒီဗီဒီယိုလေးကိုပြုလုပ်ပေးတာပါအဲ့တော့ဆက်ဆံရေးမှာမေတ္တာကရုဏာနဲ့ဆက်ဆံကြဖို့လိုအပ်ပါတယ်မိဘနဲ့သားသမီးမှမဟုတ်ပါဘူးဆရာနဲ့တပည့်အလုရှင်နဲ့အလုသမားအဲဥစဉ်တို့ဘုန်းကြီးတွေဆိုလို့ရှိရင်လည်းပဲဒါဘုန်းကြီးယဟန်တန်ခါနဲ့တရားဒဂမတွေဆက်ဆံကြတဲ့နေရာမှာမေတ္တာကရုဏာတွေရှေ့တန်ထားမှာ ေတ္တာကရုဏာမပါဘူးလောဘဒေါသမောဟမာနအတ္တတွေနဲ့သာဒါဆက်ဆံကြမယ်ဆိုလို့ရှိရင်တော့စိတ်မချမ်းမြေ့စရာတွေစိတ်မချမ်းသာစရာတွေဖြစ်ပြီးတော့နောက်ဆုံးတော့ဒါအကွယ်ကွယ်ပြည့်ပြည့်နဲ့ဒုက္ခတွေဖြစ်ကြရတယ်ဗောအဲ့တော့ဆက်ဆံရေးအရေးကြီးတယ်မေတ္တာထားရမယ်ကောင်းကျိုးလိုလားတဲ့စိတ်ထားရမယ်ကောင်းကျိုးလိုလားတဲ့စကားတွေပြောပြရမယ်အခုဒီမှာဆိုလို့ရှိရင်လည်းပဲဒါ အဲ့သူ့ရဲ့ပြောပြောပုံရဆိုလို့ရှိရင်သူမိဘတွေကသူ့ဟုတ်လားအတိမမပြုတ်ဘူးတမိကြောက်အမေတို့ပြေတို့ဒီလိုအစဉ်ပြရတယ်ဆိုတဲ့စကားလေးတွေဒါဟာဝစီကံမေတ္တာပဲလေကောင်းတဲ့စကားလေးတွေကောင်းတာလေးတွေကြားကျင်တယ်အစဉ်ပြတာလေးတွေကြားကျင်တယ်ပေါ့အဲ့သူလည်းပဲအလုပ်လုပ်ပြီးတော့ရတဲ့ဟာကို သူပန့်ဖို့ပြန်ပြီးတော့ထောက်ပံ့နေတာဒါကိုကောင်းကွက်ကိုရှာမေတ္တာဆိုတဲ့အတိုင်းကောင်းတာလေးတွေကိုပြောပြတဲ့ခါကျတော့တစ်ဖက်မှာလည်းပဲဒါဝမ်းတာတဲ့စိတ်နဲ့ကုသိုလ်တွေဖြစ်တာပေါ့ အလုပ်လုပ်ရတာလည်းအဆင်ပြေမယ်ကုသိုလ်စိတ်လေးတွေဖြစ်နေမှာပေါ့အဲ့ဒီလိုမှမဟုတ်ဘဲနဲ့တစ်ဖက်ကဆက်ဆံရေးကအတ္တတွေဒေါသတွေမောဟတွေနဲ့ဒီလိုဆက်ဆံမယ်ဆိုလို့ရှိရင်ဒီဘက်မှာသာသမီဖြစ်တဲ့သူကလောကကိုင်းတာအဆင်မပြေကြားတာလည်းအကုသိုလ်တွေဖြစ်ဆိုတဲ့အခါကျတော့ဒါမကောင်းဘူးပေါ့ဗျာအတော်စင်းတို့ကတော့ဘာပဲပြောပြောဒီလိုမျိုးအဆင်မပြေတဲ့သာသမီတွေရဲ့ပြောဆိုလာတဲ့စကားတွေကိုကြားရတဲ့အချိန်မှာဦးစင်းတို့သတိပေးလေးရှိတယ်အေးဘာပဲဖြစ်ဖြစ်တို့ကမိဘဖြစ်တယ် မိဘဆိုတာဟာသူရဲ့ကျေးဇူးရှင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာပဲဖြစ်ဖြစ်ကိုဘက်ကတော့ဒါမစော်ကားမိစေနဲ့ဝစီကံနဲ့လည်းမစော်ကားမိစေနဲ့ကာယကံနဲ့လည်းပဲကုတိလည်းရောက်မစော်ကားမိစေနဲ့မိဘကိုစော်ကားမိအပြစ်တော့ကြီးတယ်တခြားသူစော်ကားတာနဲ့မတူဘူးဒါကြောင့်မို့လို့ဒါကိုဘက်ကအတတ်နိုင်ဆုံးမိဘနဲ့ပတ်သက်ပြီးတော့ဒါတိခံပြီးတော့ ပြုစုလှုပ်ကြီးဖို့လိုတယ်ဆိုတဲ့အကြောင်းကိုဦးဇင်းတို့ကတော့ဒါအတိပေးတတိပေးတယ်ပေါ့တချို့ကတချို့သားသမီးတွေကဒါဆိုးမိုက်ချင်လာတယ်ပေါ့လေမိဘကဆိုးတဲ့မိုက်တဲ့အခါကျတော့သားသမီးတွေကလည်းကဲသူတို့တောင်ဆိုးနေမိုက်နေသေးတာပဲကိုလည်းပဲမိုက်ပြတော့မဲဆိုတာမျိုးဖြစ်မှာဆိုလို့ဦးဇင်းတို့ကဒါအတိပေးတတိပေးရတယ်ပေါ့တချို့မိဘတွေကလည်းပဲ ဒါမိဘတော့မိဘပါပဲသူတို့လည်းပုထုဇဉ်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့လောဘတွေဒေါသတွေမောဟတွေမာနတွေနဲ့ဆိုတဲ့အခါကျတော့ဒါသာသမီတွေအပေါ်မှာအမြဲတမ်းမမှန်နိုင်ပါဘူးအမြဲတမ်းအမှန်ဆိုတာမဖြစ်နိုင်ပါဘူးသူတို့မှလည်းပဲအမှားဆိုတာရှိတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့သူတို့လည်းပုထုဇဉ်လူသားတွေလေလောဘဒေါသမောဟမာနတွေဒါအာကြီးမဲဆိုရင်ဒါအမှားတွေများစွာဖြစ်နိုင်တာပဲအဲ့တော့ဒါကိုသာသမီကသိနာလေထားမယ်ဆိုလို့ရှိရင်အော်မိဘဆိုတာဘုရားဟောတဲ့ ေသနာမှာဆိုလို့ရှိရင်လည်းပဲဒါကျေးဇူးကြီးမားကြတယ်။နောက်ပြီးတော့မိဘကိုပြုစုလို့ကြွေးခြင်းဟာမင်္ဂလာတရားဖြစ်တဲ့38ပြာမင်္ဂလာမှာဒီလိုအစရှိသည့်တရားသဘောတွေသိနားလည်ပြီးတော့ထားမယ်ဆိုလို့ရှိရင်ဒါသာသမိဘက်ကတော့နည်းနည်းတတ်တာတာပေါ့ဗျာ။အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဒါမိဘတွေကဆက်ဆံရေးကိုယ့်ရဲ့သာသမိတူပေါ်မှာဆက်ဆံရေးညံ့လို့သာသမိတွေကလည်းပဲတရားသဘောနားမလည်ဘူးဆိုလို့ရှိရင်ဒါပို့ပြီးတော့ ခံစားရတယ်ပေါ့သာသမီတွေဘက်ကလည်းပဲထို့သူပဲမိဘတွေအသက်တွေကြီးလာတယ်ယောဂါတွေနဲ့မသွားနိုင်မလာနိုင်ဖြစ်လာတဲ့အချိန်မှာသာသမီတွေလှုပ်ရှားပြန်ပြီးတော့စားနေရတဲ့အချိန်မှာလည်းပဲဒီတိုင်းပဲသာသမီကမိဘပေါ်မှာမေတ္တာနဲ့ကရုဏာနဲ့ဆက်ဆံမှဆက်ဆံရင်ကောင်းမှဆက်ဆံရင်မကောင်းဘူးဆိုလို့ရှိရင်အဲ့ဒီမိဘဟာလည်းပဲအသက်ကြီးကမှဟာလားစိတ်မချမ်းမြေ့စရာတွေစိတ်မချမ်းသာစရာတွေနဲ့အားငယ်ညှိုးငယ်တဲ့ဒါမျက်နာတွေနဲ့စိတ်ထားတွေနဲ့သူတို့မှနေရထိုင်ရစားရတောက်ရတယ်ပေါ့ ဲ့တော့အလုံးသောဓမ္မချစ်ခင်သူတော်စင်များကိုဥစဉ်တာအဓိကပြောပြမြတ်ဝီပေးခြင်းတာကတော့ဒါသာသမီနဲ့မိဘအရေးမှာတခြားတခြားအရေးတွေများစွာ ရှိတော်လဲပဲဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ဒါသာသမီနဲ့မိဘအရေးမှာဆက်ဆံရေးဟာအရေးကြီးတယ်ဆိုတာကိုဒါတည်စီခြင်းတာပါပဲတချို့ကတိပင်မဲ့မိနေတတ်တယ်တချို့ကလုံးဝမသိတာမျိုးလည်းရှိတယ်ပေါ့ဒါကိုဥစဉ်ကနေပြီးတော့အတိပိသတိပေးတဲ့အနေနဲ့ဒီဗီဒီယိုလေးကိုပြုလုပ်ပြီးတော့အများကိုပေးတာပါ ဒီတက္ကမလီရဲ့ငိုကြွေးပြီးတော့ဒါရင်ဝင့်ပြောဆိုနေတဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့လည်းပဲတင်ကန်းစာများယာယူနိုင်ပါတယ်ဆင်ញင်စရာတွေဒါတွေ့ပါလိမ့်မယ်ဟောဦးစင်ပြောတာကိုလည်းပဲနားထောင်ပြီးတော့ဒါမှတ်သားစရာတွေဆင်ញင်စရာတွေတင်ကန်းစရာတွေတင်ကန်းစာတွေဒါရယူနိုင်တယ်ဗောအဲ့တော့အဓိကအစဉ်ပြောချင်တာကတော့သတော်မပြောခဲ့ပြီးတဲ့အတိုင်းပဲထပ်ပြီးတော့ပြောပြစေမိဘနဲ့သားသမီးဆက်ဆံရေးမှာမေတ္တာကရုဏာ လွမ်းမိုးထားပါမေတ္တာကရုဏာရှေ့ထားပြီးတော့ဒါမိဘလည်းသာသမီကိုမေတ္တာကရုဏာထားသာသမီကလည်းမိဘကိုမေတ္တာကရုဏာထားပြီးတော့ဆက်ဆက်မယ်ဆိုရင်မိမိတို့မိဘနဲ့သာသမီတွေမဟုတ်ပဲနဲ့ပတ်ဝန်းကျင်အလုံးကလည်းပဲဒါစိတ်ချမ်းသာစရာစိတ်ချမ်းမြေ့စရာဒါတွေ့ရမြင်ရကြားမှာဖြစ်တယ်ဗောအဲအဲ့ဒီလိုမှမဟုတ်ပဲမိဘရဲ့ဆက်ဆံရေးကလည်းပဲလောဘဒေါသမောဟတွေမာနတွေအတ္တတွေနဲ့ဆက်ဆံနေတယ်သာသမီကလည်းပဲထို့တူပဲ ဟလာအိုးရွက်ဆလောင်းရွက်အိုးရွက်ရင်ဆလောင်းရွက်နဲ့ဖုံးမတဲ့တယ်ဆိုပြီးတော့သားသမီးကလည်းပဲမထူးဆက်ခင်ပြီးတော့ဟလာလောဘတွေဒေါသတွေမောဟမာနအတ္တတွေနဲ့ဒါပြန်လည်ဆက်ဆံကြမယ်ဆိုလို့ရှိရင်ဒီမိဘနဲ့ဒီသားသမီးဟာစိတ်မချမ်းသာစရာတွေဖြစ်တယ်လို့စိတ်မချမ်းမြေ့စရာတွေဖြစ်တယ်လို့ကိုယ့်ရဲ့ပတ်ဝန်းကျင်ရဲ့မြင်ရတွေ့ရကြားရတဲ့သူကလည်းပဲဘယ်သူကမှစိတ်ချမ်းမြေ့နိုင်မှာမဟုတ်ပါဘူးအဲသူ့ရဲ့ဒီမှာ comment မှာဆိုလို့ရှိရင်လည်းပဲလာပြီးတော့ရေးကြတယ်ပေါ့ဟာတချို့မိဘတွေဟာ သားသမီးတွေကိုအကုသို့ပေးတယ်အကုသို့ပေးတယ်မိဘတွေဆိုတာတသက်ရှိတယ်အဲ့ဒီလိုမိဘမျိုးတွေပြစ်ထားလိုက်ရမှာအငတ်ထားလိုက်ရမှာအဲ့ဒီလိုတွေဝင်ပြောကြတာတွေရှိတယ်ပေါ့ဘလူပဲဖြစ်ဖြစ်ဘလူတရားပြက်ပြက်ကိုမပြက်နဲ့ဆိုတဲ့အတိုင်ကိုကတိတယ်ဆိုလို့ရှိရင်ဟုတ်လားဒါမျိုးတွေမဖြစ်အောင်ကိုကစူးစမ်းရမယ်ပေါ့တရားသဘောတွေလည်းသိနာလေဖို့လိုတယ်ပေါ့ဘာသာရေးလဲဘာတိုင်းပုတ္တရတွေလည်းပဲဒါရှိထားဖို့လိုတယ်ပေါ့အဲ့တော့နောက်ဆုံးဦးစင်းပြောချင်တာကတော့မိဘနဲ့သားသမီး ဆက်ဆံရေးမှာ မေတ္တာကရုဏာလွန်မိုထားပါဒေါသတွေမောဟတွေမာနတွေအတ္တတွေရှေ့တန်းမတင်ပါနဲ့လို့အဲရှေ့တန်းတင်လို့ရှိရင်မကောင်းဆူဂျူးတွေဒါဖြစ်လိမ့်မယ်ဆိုတာကိုအတိပေးတတိပေးတဲ့အနေနဲ့ဒါလေးကိုဦးစင်ကနေပြီးတော့ပြောပြအမြတ်ဝေပေးပါတယ်ကဲအားလုံးသောဓမ္မချစ်ခင်သူတော်ရှင်များဦးစင်မြတ်ဝေပေးတဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုနားထောင်ပြီးတော့အားလုံးပဲဘာသာရေးနဲ့ပတ်သက်တဲ့ဘူတုဒ္ဒဘာသာရေးအသိဉာဏ်များစင်ကျင်စရာများသင်ခန်းစာများကို ဒါရယူနိုင်ကြပါစေလို့ဥစဉ်ကနေပြီးတော့ဆုတောင်းဆန္ဒပြုပါတယ်။အလုံးကိုစိတ်နှပြချမ်းမှချမ်းသာအသက်ရှိကြစွာနဲ့သာသနာအကျိုးကိုလည်းပဲစတတ်တဲ့ဘုသေးဘူးဆောင်ရွက်နိုင်ကြကုန်သောတရားသိမြင်ညနေပံတို့ဝင်ရောက်နိုင်ကြကုန်သည့်သာသနာပြုသူတော်ကောင်းသူမြတ်လောင်များဖြစ်နိုင်ကြပါစေ။